ဟယ်လိုအားလုံးပဲမြင်လာပါခင်ဗျာကျွန်တော်တို့ဝိနာတင်မြန်မာ YouTube channel ပေါ်မှာတုံ့တက်ချက်ကနေမှပြန်နေကြိုဆိုလိုက်ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ညမှာတော့ Premier League ပွဲနဲ့ကျွန်တော်တို့ Europa League ၄ Conference League ပွဲအစီအစဉ်ရှိတယ်ပေါ့ဆိုတော့ကျွန်တော်နေနဲ့နည်းနည်းလေးနေကောင်းတဲ့နေထိုင်ချင်တို့ဒါအဲတုံ့တက်ချက်လေးနေဒါတင်ပြနေတာဖြစ်ပါလိမ့်မယ်ပထမဆုံးဆိုတဲ့ကျွန်တော်တို့ Premier League ပွဲအစီအစဉ်ဖြစ်တဲ့ကျွန်တော်တို့ Nottingham Forest နဲ့ Bradford ပွဲမှာပေါ့နော်ဥမာတော့ သိရှင်ကျွန်တော်တို့ Northern Forest ကနေပြီးတော့လေ50ရှုံပုံပေါင်းကြည့်ရတော့တုံးကို60စာစုမျိုးပြီးထားတာတွေ့တယ်ပေါ့နော်ဆိုတော့ဒီနှစ်သိန်းဒီပထမကျော်ကစီးတူနဲ့ Northern Forest ကနိုင်ခဲ့ပြီးတော့ဒဲကြီးဆိုတဲ့အနေအထားကိုပြီးခဲ့ရပေါ့နော်2022-23ဒီဘောလုံးရတီမျိုးကလည်း Northern Forest အိမ်ဝဲမှာဒဲကြီးအနေထားပြီးခဲ့တယ်ပေါ့နော်ဆိုတော့အဲဒီတော့ကျွန်တော်တို့သိရပဲဒါကြခဲ့တယ်ပေါ့နော် Northern Forest ကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးပွဲမှာ Man City ကိုကျွန်တော်တို့ရှုံးထားတဲ့အတွက်ကြောင့် FA ကဒီထွက်သွားပြီးသူအနေနဲ့ဒီ Premier League ချန်ပီယံလိ ုံအတွက်ကိုပဲသူညာအဆိုင်ရမယ်ပေါ့နော်အာယုံဆိုင်ရမယ်ပေါ့နော်လက်လက်ရှိ Northern Horror ကအိမ်ပွဲမှာကျွန်တော်နှစ်ပွဲဆိုင်ရှုံးထားတယ်ပေါ့နော် Man City ကိုရှုံးထားတယ်ဒီက Everton ကိုလည်းကျွန်တော်ရှုံးထားတာတွေ့တယ်ပေါ့နော် Bradford ကတော့လက်ရှိမှာ form တော်တော်ကောင်းနေတယ်ပေါ့အာကြီးတို့ Chelsea တို့ကိုတည်ကြပြီးတော့ဘုံပေါက်တို့ Brad Brighton တို့ကိုနိုင်ထားတဲ့အနေထားလေးရှိတယ်ပေါ့နော်အခု Northern Horror ကတော့လက်ရှိမှာအဆင့်6ပေါ့နော်နောက်ဆုံးနောက်ကံပဲပွဲရလေးပွဲပဲကြံတော့တယ်ဆိုတော့ဒီပွဲမှာနိုင်သွားလို့ရှိရင်တော့သူအနေနဲ့အဆင့်3တင်ရအောင်တက်မယ်ပေါ့နော်ဆိုတော့ Bradford ကတော့ အဆင်ဆက်တဲ့သူတွေကဘာမှတော့ knowledge မရှိဘူးသို့တော့ဒီနေ့ပေးထားတဲ့ body ဈေးက prefer လက်ရှိမှာခြေတက်နေတဲ့အတွက်ကြောင့်ဒါ level 50ဆိုတဲ့ဈေးကပေးထားတာဖြစ်တဲ့ဒီဘွဲမှာတော့ Nottingham Forest ကတော့မဖြစ်မနေဒီဘွဲမှာနိုင်အောင်ကန်သွားလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဒီဘွဲနိုင်မှလည်းကျွန်တော်တို့ဒါ ချက်မြဲလေးဝင်ခွင့်တော့ကိုသူ့အနေနဲ့အမျှော်လေးလို့ရမယ်အဖေကလည်းထွက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကို Nottingham Forest ကိုပဲပေါ်ကြောက်တယ်။နောက်ပွဲအနေနဲ့ကျွန်တော်တို့ Europa League ပွဲစဉ်ဖြစ်တဲ့ Bilbao နဲ့ Manchester United ပွဲမှာ Asian Bilbao ကနေလည်း60ရုံးကိုပေါင်းကြည့်ရနှလုံးကိုတုံးတဲ့ရှုံးဆိုပြီးတော့ပြီးထားတာတွေ့တယ်ပေါ့။ဆိုတော့ဒီ Bilbao ကတော့လက်ရှိမှာကျွန်တော်တို့ဒီ Europa League အိမ်ပွဲပွဲတိုင်းနိုင်ထားတာတွေ့တယ်ပေါ့။ Manchester United ကတော့ပွဲတိုင်းဒီ Europa League ပွဲတွေမှာကျွန်တော်တို့ အလုံးဝရှုံးထားတာတော့မရှိဘူးပေါ့နော်2022တုန်းကသူတို့နဲ့တွေ့ခဲ့တယ်အဲလုံးကတော့ကျွန်တော်တို့ဒေဂျီပဲပြီးခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ဘီဘောဘာအိမ်ခွင်းကိုနာအိမ်ခွင်းအိမ်ခွင်းကိုအားပြုပြီးတော့ဇာတ်တဲ့အနေထားရှိတယ်သူတွေကပြီးခုလေးလေရေးတယ်ပေါ့နော်အိမ်ခွင်းမှာတော်တော်လေး view site ပြီးတော့ကစားတတ်တဲ့အနေထားရှိတယ်ဒီဘက်ကတော့ကျွန်တော်နေနေအိမ်ရှိဘီဘောပဲကျွန်တော်တို့ကြိုက်တယ်အိမ်ယူကတော့ကျွန်တော်တို့နောက်တန်းအားနဲ့ချက်လေးရှိတယ်ပုဒ်မအားနဲ့ချက်လေးရှိတဲ့အတွက်ကြောင့်အိမ်ရှိကိုပဲကျွန်တော်တို့သဘောကျအောင်ညနောက်တစ်ခွဲကတော့ကျွန်တော်စပါးနဲ့ဖို့လို့ click မအောင် ဒီမှာတော့အင်ရှင်စပားအနေနဲ့တော့နှလုံးကို90စာခေါင်းကြီးက3လုံးကို40ရှုံးဆိုပြီးတော့ပေးထားတာတွေ့ရပါတော့เนาะဆိုတော့စပားအတွက်ကတော့ဒီဘွယ်ဒီဖလားကတော့ညှိုလင်းချက်ပဲရှိတယ်ပေါ့เนาะနောက်ဆုံးဘွယ်ကကျွန်တော်လစ်ပါဘူးကိုပုံပြတ်နဲ့ကျွန်တော်ရှုံးခဲ့တယ်ပရီးမီးယားလိဂ်ကတော့သူ့အတွက်ကတော့တကယ်ကိုကံမကောင်းခဲ့တဲ့ကျွန်တော်တို့ဒီနှစ်ဖြစ်တယ်ပေါ့เนาะစပားဆိုတော့စပားတော့ဒီယူဘာလိဖလားကိုရအောင်သူနေနဲ့ရအောင်ကျွန်တော်တို့ကြိုးစားမယ်ကျွန်တော်တို့ထင်တယ်ဆိုတော့ဘိုဒိုကလင်းကတော့ကျွန်တော်တို့အင်ကွင်းမှန်ကောင်းနေဝေးကွင်းကြတော့ကျွန်တော်တို့ညံ့နေပေါ့เนาะပေးကိုးတွေလည်းကျွန်တော်တို့ပြီးထားတာတွေ့ရပေါ့เนาะဆိုတော့ အင်္ဂလန်ကလပ်အသင်းဖြစ်တဲ့မန်ယူနဲ့တွေ့တဲ့ပွဲမှာမန်ယူအင်္ဂွဲမှာတော့သူတို့တူနဲ့ပိုတိုကလင်ရှုံးထားတာတွေ့တယ်ပေါ့နော်ဒီပွဲမှာစပါးအနေနဲ့အင်္ဂွဲမှာကိုပေါင်းအော်ရီစီယက်ခိုလီဒါပြင်းနေတာကိုလည်းတွေ့တယ်စပါးဒီကျွန်တော်တို့အချူပါလိမ့်မှာလည်းကျွန်တော်တို့ဒါအသင်းကြီးတွေကျွန်တော်တို့အက်ဇက်ကေခမာတို့ ဖရန်ဖတ်တို့ပွဲစဉ်တွေဒီရိုမာရိုနဲ့တွေ့ကြတဲ့ပွဲစဉ်တွေမှာလည်းစပါးအနေနဲ့ကျွန်တော်တို့ကစားအနေနဲ့ကောင်းတယ်ပေါ့နော်မဖြစ်မနေစပါးနိုင်သွားမယ်လို့ထင်နေတယ်စပါးကိုကျွန်တော်တို့ကြိုက်တယ်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ conference league ပွဲစဉ်ဖြစ်တဲ့ Chelsea ပေါ့နော်ဒီမှာတော့ Jack ကာရန်တင်နဲ့ချက်စီးနဲ့ပွဲမှာချက်စီးရနေပြီးအဝေးဝန်းကနေနှလုံးကို60စာကုန်ပေါင်း300လုံးကို30ရှုံးလို့ပြီးကြတာတွေ့ရပေါ့နော်။ဒီမှာတော့ပြောစရာတော့ချက်စီးပဲပေါ့နော်။ချက်စီးကတော့လက်ရှိမှာပရီးမီးယားလိမှာချန်ပီယံလိဂ်ကိုအတွက်ကိုစူးစမ်းနေတယ်။ဆိုတော့လက်ကျန်ပွဲစဉ်တွေကတော့သူ့တင်နဲ့တော်တော်လေးခက်ခဲတယ်လေပေါ့။ပွဲစဉ်တွေပေါ့နော်။ဒီယူကာဆယ်တို့နဲ့ကန်အမင်နော်တန်ဟော်ရက်တို့နဲ့ကန်အမင်ပွဲစဉ်တွေရှိ။အဲ့တော့ဒီဘွဲကိုသူ့တင်နဲ့မဖြစ်မနေနိုင်အောင်ကန်သူ့တင်နဲ့ကိုဖြစ်အတွင်းထားမှဖြစ်မယ်။ပြရကျော်အင်းနဲ့သူ့တင်နဲ့လှည့်ကြည့်စရာမလိုတော့အောင် နေတဲ့ကံမဖြစ်နေဒါမှဒီပွဲကိုအေးစေနိုင်တာပြီးတော့မှနောက်ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်ကိုအာယုံဆိုင်နေမှာဖြစ်တယ်အဲ့အတွက်ကြောင့်အဲ့အတွက်ကြောင့်ကျွန်တော်တို့ချက်စီချက်စီကိုပဲကြိုက်ပါတယ်နောက်ဆုံးပွဲအနေနဲ့ကျွန်တော်တို့ဘတ်တင်နဲ့ဖီယိုရီတီနာပေါ့နော်ဒီမှာတော့အရှင်ဘတ်တက်ကနေကလေးကို65ဆောက်ပေါင်းကြီးကကျွန်တော်တို့တရားသားဆိုပြီးထားတာတွေ့တယ်ပေါ့နော်ဆိုတော့ဘတ်တက်ကတော့ကျွန်တော်တို့ယူရိုပါလိဂ်မှာကျွန်တော်တို့ အဲကြီးအောင်ထားတာဆိုတော့6ပွဲမှာကျွန်တော်တို့ကြီးအောင်ထားတယ်ပုံမှန်ရှိတယ်အဲဒီပွဲကတော့ပြန်ကြီးအောင်ထားတယ်ပြည်ရပေါ့နော်အဝေးကကျွန်တော်ဖီယိုရီတက်ကြည့်မယ်ဆိုရင်လက်ရှိသူ့ရဲ့ခြေစွမ်းကနောက်ဆုံးကျွန်တော်တို့5ပွဲမှာ5ပွဲနိုင်ပြီးတော့ရှုံးပွဲလုံးဝမရှိတော့ဘူးဖီယိုကလက်ရှိမှာတော်တော်လေးဖောင်ကောင်းထားတယ်အနေထားလေးတွေ့ရပေါ့နော်ဆိုတော့ဘက်တီရဲ့ဒီလက်ရှိ body size အနေထားရဆိုပြီးတော့ကျွန်တော်အနေနဲ့ဒါအဝေးကဖီယိုရီတီနာကိုပဲပြောချင်တယ် ျွန်တော်တို့တည်ရချသွားနိုင်တဲ့ပုံစံမျိုးပဲကျွန်တော်တို့ထင်ပါတယ်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျာအားလုံးလည်းကျွန်တော်တို့ဒီကိုရင်းအားလုံးလည်းကျွန်တော်တို့ပြင်ကင်းကြပါပြီကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါ